ပိတ်သက်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာအော်ဒီယိုဘူး channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဖပြပေးခြင်းနဲ့အကြောင်းညာလေးကတော့တစည်းရှင်တိဟသူရဲ့အကြောင်းကိုဘဟုတုတရာရှိစေရန်ဖပြပေးမှာပဲဖြစ်ပါတယ်ရှင်တရုတ်တို့ပြန်လည်သောရှမ်းညီနောင်သုံးပါအနံနောင်တော်ရာဇတင်ကြံသည်တက္ကရွေ666တွင် မြင်းဆိုင်တွင် ရွှေနန်းတီလီသည် ညီရောအလတ်အတင်ခရာကမခရာမျိုးတွင်နန်းတီလေးသည်ညီရောအငယ်တိဟတူက ပင်လယ်မျိုးတွင်နန်းတီလေးသည်ပြည်တော်သုံးပြည်တော်နှင့်အတင်ခရာမူကနန်းတီပြီးငါးနှစ်ကြာသောအနှိမ့်စာရောက်နေသည်မြင်းဆိုင်ရွှေနှန်းရှင်သည်လည်းမင်းဖြစ်ပြီး12နှစ်ကြာသောညီတော်တီဟတူစေခတ်သည်ဖြင့်အနှိမ့်စာရောက်ပြန်လေသည် တိဟတူသည်မြေဆိုင်ရွှေနှန်းရှင်မလွန်မိကပင်ပင်းရမျိုးကိုတီလေသည်ပင်းရမျိုးကိုတီပြီးနှစ်နှစ်ကြာသောစမုံမြစ်တွင် စင်ပြူတစည်းမျောလာသည်ကိုပညာရှိအမတ်တို့ကမြုပ်ဖြင့်ထူပြီးစီးစေသည်ဖြင့်တစည်းရှင်တိဟတူဟု၍နောက်ပိုင်းတွင် အမိတွေ့လေသည်တိဟတူတွင် တားတော်၃ပါးရှိလေသည်တားတော်၃ပါးတို့တွင် ရှိသောအင်အားကိုစုံစမ်းနေရာတားတော်ကြီးတားတော်လက်တို့တွင် နောက်လိုက်အင်အားတောင်းကျရှိကြလေသည်တားတော်အငယ်အသင်ခရာစောယွန်းတွင်ကကျုံငါဥဒါရှိသည်ဖြင့်ခေါ်စေလေသည် တီဟတူမှာငါမရှိလည်းရင်နင့်အကိုတို့နင့်ကိုနှိပ်စက်လိမ့်မည်မကြောက်တလို့ဟုမေးလေသည်အသင်ခရာစောရွံမှလည်းခမဲတော်မှမချီမြင်ပဲဟုပြန်လဲလျှောက်လေသည်မင်းကြီးလည်းနင့်အကိုတို့ရှိရသောငါမပေးခြင်းဖြစ်ပါသည်လူချင်းလည်းရင်နင့်အကိုတို့ကိုသွားပြောကြွေသူတို့သဘောတူလျင်နင်းစားရမည်ဟုဆိုလေသည် အသင်ခရာစော်ရွံ့နေနောင်တော်တို့ထံတွင်မိမိတွင်အင်အားအလုံးရင်းလည်းမရှိစားစင်ရမြို့နယ်လည်းမရှိဟုလျှောက်လေတော့နောင်တော်တို့မှတနာသဖြင့်ခမဲတော်ထံစကိုင်းကိုအပိုင်းပေးစားရန်လျှောက်တင်ကြလေသည်တိဟတုလည်းသဘောတူပြီးအပိုင်းပေးစားလေသည် တနေ့တွင်တိဟသူသည်တားတော်အငဲအသင်ခရာစောရွံအည်အသွေးကိုစုပ်စမ်းလိုသည်ဖြင့်စကိုင်းတွင် အပိုင်စားနေသော အသင်ခရာစောရွံကိုမြို့ကိုသွားတိုက်ခိုက်ရင်တားတော်အကြီးကို အမိန်ပေးလေသည်သားတော်လေဘရင်အမိန်ကြောင့်စင်မြင်းအလုံးရင်ဖြင့်စကိုင်းကိုလာလေသည် စော်ရွမ်းလေခမဲတော်မှပညာစမ်းနေမှန်းသည့်သဖြင့်နောင်တော်ကို စီးကြိုတိုက်ခိုက်သောနောင်တော်တက်ပြက်လေးသည်ပြက်ပြီးနေပြည်တော်သို့ပြန်နေရာတိဟတူမှချွီဟုလှုပ်ပြီးကဲ့ရဲ့လင်းသည် နောက်တစ်ဖန်သားတော်လက်ကိုလည်းချုံနီး၎င်းတိုက်ခိုက်စေရာတက်ပြက်ပြီးပြန်လာရပြန်သည်မိကြီးမှသားတော်အငယ်ကလောက်ရည်ကြံရင်ရှိသည်ဟုသဘောကျလေသည် တစည်းရှင်တိဟတူသည်သာသနာကိုလည်းထောက်ပံ့သောမင်းဖြစ်လေသည်တရိယတတော်များကိုလည်းရွှေစည်းကုံတွင်ဌာပနာတော်မူလေသည် တစည်းရှင်တိဟတူတတော်55တွင်အနိစ္စရောက်တော်မူလေသည်အနိစ္စရောက်သောတားတော်အကြီးမှာတကရွင်684တွင်နန်းတတော်မူလေသည် သူအချိန်တွင်ညီလက်ကြောစွာမှာပင်လယ်တွင်နန်းပြူနေပြီးညီငယ်အသည့်ခရာဆောရွံမှာစကိုင်းတွင်နန်းပြူနေလေသည် ယခုဖပြပေးခဲ့တော့ အကြောင်းအရာလေးကတော့တစည်းရှင်တိဟတူရဲ့အကြောင်းကိုဗဟုသုတရစေရန်ဖပြပေးခဲ့တာပဲ ဖြစ်ပါတယ်ရှင်။နောက်ဖပြမယ်ဗဟုသုတရစေရာအကြောင်းညာများကိုလည်းဆက်လက်ဖရှုအားပေးကြပါအောင်ရှင်။အားပေးကြသူတဦးတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။